ဒီနေ့တော့ကမ္ဘာဦးချမ်းခန်းကြီးချောင်းဖြစ်ပါတယ်အခန်းကြီးချောင်းအငယ်၁မှ၄မြေကြီးမျက်နှာပေါ်မှာလူတို့သည်များပြား၍တမိများကိုလည်းရကြသောအခါဘုရားသခင်သားတို့သည် လူတမိတို့လှချောင်းကိုမြည်၍ကိုယ်စိတ်ရှိသည့်အတိုင်းစုံဖက်ကြ၏ သာဝရဖျားကလည်းငါဝိညာဉ်သည် လူတို့တွင်အစင်မဆုံးမရအကြောင်းမူကားလူတို့သည်အသားဖြစ်၏သူ၏အသက်တန်းသည်လည်းအနှစ်120ဖြစ်စေဟု မိန်တော်မူ၏ထိုကာလ၌မြေကြီးပေါ်မှကိုကြီးမားသောသူအချို့ရှိကြ၏ထိုနောက်၌လည်းဖျားသခင်သားတို့သည် လူသမီးတို့နှင့်ဆက်ဆံ၍ရသောသားတို့သည် အာကြီးသောသူ ရှေးကာလမှစ၍ကြောသောသောသူ ဖြစ်ကြ၏အငယ်၅မှ၁နှစ်မြေကြီးပေါ်မှလူအပြစ်ကြီး၍သူ၏စိတ်နှလုံးအကြံစီရှိသမျှတို့သည်အစင်မပြတ်ဆိုးညစ်ခြင်းတက်တက်ရှိကြောင်းကိုဘုရားသခင်သိမြင်တော်မူလျှင်မြေကြီးပေါ်မှလူကိုဖန်ဆင်းတော်မူသည်ကို နောင်တရ၍နှလုံးတော်ပူပန်လျက်ရှိတော်မူ၏ ဒါဝရဖျားကလည်းငါဖန်ဆင်းသော လူကို၎င်းလူမှဆက်၍သားများတောတတော်တရိษံများမိုးကောင်းကင်ငှက်များတို့ကို၎င်းမြေကြီးမျက်နှာမှငါတုတ်တင်ဖယ်ရှင်းပြီသူတို့ကိုဖန်ဆင်းသောကြောင့်ငါနောင်တရသည်ဟု မိန့်တော်မူ၏။နောဧမူကားဒါဝရဖျားစိတ်တော်နှင့်တွေ့တော်သူ ဖြစ်သည်။နောဧအထုပ္ပတ္တိဟုမူကားနောဧသည် ဖြောက်မတ်တော်သူ မိမိအမျိုး၌စုံလင်သောသူဖြစ်၏ဖျားသခင်နှင့်အတူတွာလာ၏နောအေးသည် ရှေမဟာမရဖက်ဒီဟုသောတားသုံးယောက်ကိုမြင်လေ၏ထိုအခါမြေကြီးသည်ဖျားသခင်ရှေမှ ပုတ်ဆက်လေရှိ၏မြေကြီးသည် အာဓမအမှုနှင့်ပြည့်စုံလေ၏ဖျားသခင်သည်မြေကြီးကိုကြည့်ရှုသောအခါ ပုတ်ဆက်လေရှိသည်ကို မြင်တော်မူ၏အကြောင်းမူကားမြေကြီးပေါ်မှာ လူအပေါင်းတို့သည်ဖောက်ပြန်ခြင်းသို့ ရောက်ကြပြီအငယ်73မှ92ထိုအခါဘုရားသခင်သည်နောအေအာမိန်တော်မူသည်ကားတရဝအပေါင်းတို့၏အဆုံးသည်ငါမျက်မှောက်တွင် ပေါ်လာပြီသူတို့ကြောင့်မြေကြီးသည် အာဒမအမှုနှင့်ပြည့်စုံလေ၏အကယ်စင်စစ် မြေကြီးနှင့်တကွသူတို့ကိုငါဖျက်ဆီးမည်ဂေါဖရတ်တသားဖြင့်တင်မောကိုကိုဖို့ တီလုတ်လော အထဲ၌လဲအခန်းများကိုလုတ်လော အတွင်ပြင်ပတ်လေကို ထင်းယူစေနှင့်တုတ်လောလောက်ရမီပုံဟုမူကားတင်းမောအလျားအတောင်300အနံအတောင်90အမြင့်အတောင်30ရှိစေရမည်အပေါ်၌လဲအမိုးကိုလောက်ရမည်ထိုးအမိုးအပေါ်အလေချက်၌ထိတ်အုပ်အနံတထောင်အကျဲရှိစေရမည် တင်မောနံတစ်ဖက်၌လည်းတကားကိုလှုပ်ရမည်အောက်ဆင့်အလယ်ဆင့်အပေါ်ဆင့်ဟူ၍သုံးဆင့်ကိုလည်းရှိစေရမည်အသက်ရှင်သောသရဝအပေါင်းတို့ကို ကောင်းကင်အောက်မှငါကိုယ်တိုင်ပယ်ရှင်းခြင်းဟာမြေကြီးကို ရေလွှမ်းမိုးစေသဖြင့်မြေပေါ်မှရှိသည်မျှတို့သည်တရားကြမည်တင်၌မူကားငါပရိညင်ကိုငါတီးစေမည်တင်သည်တာမယချွေးမများနှင့်တကွာ တင်ဘောတဲ့သို့ဝင်ရမည်အသက်ရှင်သောတရိษံအမျိုးမျိုးထဲကအထီးအမှအစုံတို့ကိုယူ၍တင်နှင့်အတူအသက်ချမ်းသာစေခြင်းကတင်ဘောတဲ့သို့တွင်ရမည်ငှက်လဲအမျိုးလိုက်ပါလဲအမျိုးလိုက် တွတ်တတ်သောတရိษံအပေါင်းလဲအမျိုးလိုက်အထီးအမှအစုံတို့သည်အသက်ချမ်းသာစေခြင်းကတင့်ထံသို့ လာကြလိမ့်မည်ကိုစားเสียဖို့ တရိစံတို့စားစရာအဖို့စားအပ်သောအစာအမျိုးမျိုးကိုယူ၍တူထားရမည်ဟုဘုရားသခင်မှားထားတော်မူ၏မှားထားတော်မူသည့်အတိုင်းလဲနောအေးပြုလေ၏โอเคနော်ဒီနေ့တော့နော်ရဲ့အကြောင်းပေါ့နောက်ဒီမှာပြန်တွေ့မယ်ဘဝ